ပါလုံးမဲမင်္ဂလာပါများကောင်းဆက်သတင်းထဏာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီရိုဖိုင်လေးကတော့စော်ဖိုးနဲ့အတူဖန်းတဲ့သူတော့လွတ်ပြီဟုဆိုလာတဲ့အဘသမီတူရဲ့ရုပ်သံမီရိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရိုင်ဘာအဘသမီကစော်ဖိုးနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးငွေရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထဏာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ီနေ့တော့ကျွန်မပြောချင်လေးနည်းနည်းရှိလို့တက်လာခဲ့ခြင်းဖြစ်ပါတယ်မပြောတော့လို့နေတာပေါ့เนาะဒါပေမဲ့တချို့စကားတွေကကြတော့ဟိုအနောက်မလို့သွားမလို့ပြောတဲ့စကားလေးတွေနေနေရလို့ပေါ့เนาะကျွန်မပြောဆိုခြင်းဖြစ်ပါတယ်ဟို ကိုဖုံးရဲ့ကိစ္စအားလုံးသိတယ်တိုင်းသိပြီးတည်တည်တယ်ကျမတို့ကတည်တယ်ထုတ်မပြောဘူးကိုဖုံးကိုစတင်ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီးဆိုခဲ့တဲ့ကျမစီကိုကွန်တက်ဝင်လာပါတယ်ဒါပေမဲ့ကျမမပြောဘူးခေတ္တမီဒီယာတို့ဘာလို့တင်မတာကျမတို့ပြောတာပေါ့နော်အခုလဲမနေ့ကကိုဖုံးကိုကိုဖုံးကိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ဥပုထောင်ပို့လိုက်တယ်ဆိုတာ905ကာကြီးနေဆိုလဲကျမအရင်ဆုံးသိပါတယ်ကျမနဲ့ကွန်တက်ရှိတဲ့လူတွေတော့ကျမပြော ူးတယ်ပေါ့နော်ကျွန်မပြောပါတယ်တချို့လူတွေကြာကျွန်မမပြောဘူးဒီပြီးတော့ဒီ social media media platform မှာကျွန်မမပြောဘူးဆိုတာကလည်းကိုပြောလိုက်လို့ရှိရင်သူ့မိသားစုဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုတွေစိတ်ဆင်းရဲတော့ကရောက်နေမလားဆိုပြီးကျွန်မအရင်ထိန်းတာကိုကစပြီးဖွားလိုက်တဲ့အဖွားမျိုးမဖြစ်စေချင်လို့ကျွန်မထိန်းတာပါဟိုအခုကိုဖုန်းနဲ့တူတူဖန်စီခေါ်ဆောင်သွားတဲ့တယောက်ကိုလည်းကျွန်မတို့သိတယ်ကိုဖုန်းကိုလူတိများလို့ ချစ်တဲ့ခင်သူတွေများလို့ကိုဖုန်းတယောက်တည်းနာမည်ကိုထုတ်ပြောခြင်းမဟုတ်ဘူးကိုဖုန်းကချစ်တဲ့ခင်တဲ့သူတွေများတာတည်တယ်ပြီးတော့ကိုဖုန်းကဟို public speaker သမားတယောက်ဖြစ်တယ်လူသိများတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုဖုန်းနာမည်ကိုပဲထုတ်ပြီးပြောတာပါကိုဖုန်းနဲ့အတူတူဖန်ဆီးထားတဲ့ထိမ့်သိမ်းခံရတဲ့ကောင်လေးအကြောင်းမပြောဘူးအကိုပေါ့နော်ကောင်လေးလားကိုလားကျွန်မမသိဘူးဟိုသူ့ကိုမပြောဘူးဆိုတာသူ့မိသားစုအတိုင်းဝိုင်းကိုထိကိုက်ညှိုးနှမ်းစီမှာဆိုလို့ကျွန်တော်ကမပြောတာပါပေါ့နော်ကျွန်တော်တို့အကုန်တည်တယ်ကျွန်တော်တို့ကထိန်ချန်တဲ့စကားတွေကျွန်တော်တို့ထိန်ချန်တဲ့မပြောတဲ့စကားတွေမပြောဘူးဆိုတာဟိုလူကျင်ဝဲပေါ့နော် ော်လူကြီးဝင်ကိုကျမတို့စောင့်လို့ပေါ့နော်လူကြီးဝင်လူကုန်တိတ်ခါကိုစောင့်လို့ကျမတို့မပြောပြတာပါနော်ဟိုဘလို့ခေါ်မလဲအခုကိုဖုန်းကိုဝင်းရံအားပေးနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်ဟိုအခုတချို့တွေကပြောတယ်ပေါ့နော်ဟိုတချို့ ဟိုဟာဒီမှာတွေ့တယ်ဇဘုံဟင်းကဇဘုံဟင်းကတဲ့တနာဖို့ကောင်းတယ်ပေါ့နော်ဇဘုံဟင်းက तू อ่ะ तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူကြီးရှိမယ်လို့ထင်တာတကယ်တော့မလာခဲ့ဘူးတဲ့ဆိုတော့ဒီစကားလေးရဲ့ကျွန်မပြောပြမယ်လမ်းပေါ်ထွက်ပြီးဆန္ဒပြကြည့်လွတ်ကျေးဆိုရင်အခု energy လူထုကောင်းဆောင်လွတ်နေပြီပေါ့ ါတွေကလမ်းပေါ်ထွက်ပြီးဆန္ဒပြရမယ်လို့လည်းမဟုတ်ဘူး။နော်ကိုဖုံးကိုချစ်တဲ့သူတွေကအောက်ခြေဝင်းအောက်ခြေမိသားစုဝန်တန်းမိသားစုအားလုံးနဲ့အမှန်တရားကိုမျက်နှိုးတဲ့သူတွေပဲချစ်ကြတာလေ။ဟိုကိုဖုံးကလည်းသူ့ကိုယ်သူငါးပါးကောင်းမှ ညာကောင်လို့သူပြောတာမရှိဘူး။ तू ဟာဝန်တန်းမိသားစုဘဝကနေစစ်တက်လာတာ၊ तू ပြင်ငိမ့်စားပြင်ဆင်ယူထားတာ။နော်။ဒါပေမဲ့ तू ကိုဒီလောက်ထိဝန်းရံအားပေးပြီးချစ်ခင်တဲ့လူဒီလောက်များလိမ့်မယ်လို့ကျမတို့လည်းမထင်ထားဘူးပေါ့နော်။ဟိုအဲ့လိုမျိုးတွေမြင်ရတော့လည်းဝမ်းသာပါတယ်။ကျမရဲ့ဒီဟိုအရင်ပထမတစ်ခါတိုင်းတက်တဲ့ဗီဒီယိုဖိုင်မှာလည်းအကုန်ဖုံးတွက်လာပြီးစူတောင်းမြတ်တာပို့တဲ့လူတွေအားလုံးပေါ့နော်။ကျေးဇူးလေးအထူးတင်တယ်နော်။ပြီးတော့အဲ့မှာလေဟိုမနာလိုဝင်းဒိုပြီးတော့လာရေးတဲ့လူတွေပေါ့နော်။ပြီးရင်ကျမတို့ချက်ပေါက်ကတိလာပြောတာကိုဖုံးကထောင်ဆယ်နှစ်ကြာမှပါကြမှာ။ကိုဖုံးထောင်ဆယ်နှစ်ကြာတယ်မကြတာရှင်တို့နဲ့မဆိုင်ဘူး။ ူးသူကိစ္စသူဒီလန်းကိုရှောက်ခဲ့တဲ့ကသူဒီလိုဖြစ်လာမယ်ဆိုတော့သူသိပြီးသားတိတိရင်းနဲ့သူ့ရဲ့မိသားစုသူ့အကျိုးစီးပွားအားလုံးကိုမငဲ့ညာပဲနဲ့တိုင်းပြည်ကောင်းဖို့တိုင်းပြည်ချစ်ဖို့အတွက်သူပြောဆိုခဲ့တာသူအမှန်တရားတွေကိုသူပြောဆိုခဲ့တာနော်သူသိပြီးသားဒီလန်းကိုသူတွန်းရမယ်ဆိုတော့သူသိပြီးသားတော့တနေ့မဟုတ်တနေ့နိုင်ငံရေးလုပ်နေလူတွေကြုံမှာဒါပေမဲ့ကိုဖုန်းကသူ့ကိုသူနိုင်ငံရေးသမားလို့လည်းမခံယူဘူး နော်မခံယူ तू ကနိုင်ငံရေးလုပ်နေတဲ့သူ့ကိုသူလည်းမထင်ဘူးဒါပေမဲ့ကျမတို့ပြောတယ်မပြောနဲ့မစုံနဲ့ပြောလေ तू ကသူ့ကိုသူအဲ့လိုမျိုး तू तू ကတော့သူ့ကိုသူပေါ့နော် तू မှန်တာပြောတဲ့အတွက်ဟိုသူ့ဘဝဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အကုန်လုံးကလည်း तू နဲ့ရင်းနှီးတဲ့အကိုတွေအကုန်လုံးကလည်းဆုံးမကြတာတွေကိုကျမသိတယ်ပေါ့နော် ဒါပေမဲ့ကျွန်မပြောချင်တာကိုဖုံးကတကယ်တကယ်အမှန်တကယ်သူ့ရဲ့အသွေးအသားတွေကနေသူတိုင်းပြည်ကိုချစ်တာပါအမားတွေပါတယ်အမားပါပါတယ်မပါဘူးလို့ကျွန်မတို့မပြောဘူးလူတိုင်းကတော့၆ပြည့်ကင်းတဲလဲစင်တယ်လူတယောက်မှမရှိဘူးအမားတော့လူတိုင်းရှိကြတာပဲပေါ့နော်ဟိုသူမကောင်းတာလေးပြောဆိုမိတာတခုနဲ့သူကောင်းတာလေးနဲ့ဟို ကျမတို့မြန်မာလူမျိုးတွေအချင်းရှိရယ်လေကျမတို့မြန်မာလူမျိုးတွေအချင်းကလူအကြိုက်ဆဲကလိုက်တခါမလိုက်နိုင်ဒီလိုကမကောင်းမှုဖြစ်သွားတာပဲလေအဲ့လိုမျိုးဆိုတော့ဟိုကိုဖုံးပေါ်မှာယနေ့ချိန်ထိအကောင်းမြင်ပြီးချစ်ခင်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်တယ်တချို့ကကြတော့လေကိုဖုံးကိုကုညီတယ်လို့နဲ့ ယနေ့ကဝါကူထိုးနေတဲ့ပုံစံမျိုးတွေလည်းပြောဆိုနေတာကျွန်မတွေ့ရပါတယ်အဲ့လိုမပြောကြပါနဲ့ကျွန်မတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြည်ပြည်မြတ်စွာဘုရားရှင်အစုံအမကိုခံယူရင်သူတပါးကုံတိတ်ခါညှို့နှံ့ကြစရာမပြောဆိုပါနဲ့ဒီချိန်မှာကိုဒီအားလုံးကကိုဖုံးကိုအမှန်တကယ်အားပေးတယ်လေးစားတယ်ချစ်ခင်တယ်ထောက်ခံတယ်ဆိုရင်ကိုဖုံးရဲ့ကောင်းချောင်းလေးတွေကိုဖုံးကိုဘယ်လိုတော့ကူညီနိုင်မယ့်ဟာမျိုးလေးတွေပဲပြောပြရမှာပေါ့နော်ကျွန်မ ်အမပါရင်လည်းကျွန်မကိုခွင့်လို့ပေါ့နော်ဒါကျွန်မရဲ့အမြင်ကိုကျွန်မပြောပြတာအဲ့လိုမျိုးဖြစ်ရမယ့်အချိန်မှာကဒီလိုမျိုးတွေပြောနေတယ်လမ်းပေါ်တွက်ပြီးဆန္ဒပြစာကြောင်းမရှိဘူးကျွန်မတို့မြန်မာပြည်ကြီးကဟိုကိုပစ်ကာလတည်းရပေါ့နော်ဒီ media platform မှာပဲလူတွေက social media platform မှာပဲအကုန်လုံးအလုပ်လုပ်တာစီးပွားရေးလူမှုရေးအကုန်လုံးပေါ့နော်လမ်းပေါ်ထွက်ပြီးဆန္ဒပြနေမိသားစုကုန်တိုက်ခါထိခိုက်တယ်နေပူတယ် နော်ဟိုအချိန်ကုန်နဲ့လုတ်ပင်ပန်းနဲ့ဘာလို့မှလဲဒီဖုံးလေးထဲမှာကိုမောင်မောင်ပြောတယ်ဆိုတဲ့ဟာကဆန္ဒပြမယ်ဆိုတာကဒီလိုအခုတွတ်တက်တော့မှကျွန်မအများကြီးတွေ့ရတယ်ပေါ့နော်ကိုဖုံးတပ်ပုံလေးတွေနဲ့ကိုဖုံးအမြန်ဆုံးလူမြောက်ပါစေကိုဖုံးတက်စုမှုကောင်းတောင်းပေးတဲ့ဟာလေဒါကလည်းဆန္ဒပြခြင်းတစ်မျိုးပဲဒါကိုဖုံးကိုချစ်ခင်အားပေးထောက်ခံတာပဲဘာလို့လဲဆိုဒီလိုကိုဖုံးရဲ့တပ်ပုံတွေနဲ့လူတွေကအများကြီးဒီတချင်းလေးနဲ့တက်လာတဲ့အချိန်မှာလူတွေလူတွေရဲ့ post တိုင်းမှာဒါတွေပဲတက်လာမှာလေဒါတွေပဲတက်လာရင်ဒါကလည်းကိုဖုံးကိုတနည်းအားဖြင့်ထောက်ခံအားပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျွန်မကတော့အဲ့လိုပဲယူဆတယ် ဒါလည်းကိုဖုံးကိုပေါ့တို့တကယ်ချစ်ခင်လို့တို့ထောက်ခံအားပေးတယ်ဆိုတာပေါ့နော်ဟိုလမ်းပေါ်ထွက်ပြီးဆန္ဒပြကြအကြောင်းမှမရှိတာလမ်းပေါ်ထွက်ပြီးဆန္ဒပြအောင်ကိုဖုံးကဟိုသူတို့ပြောတယ်လို့ပဲပေါ့နော်ကိုဖုံးကဘာမို့လို့လဲပေါ့ဒါပေမဲ့ဒီမတို့သိတယ်ကိုဖုံးကတော့အမှန်တရားကိုချစ်မြတ်လို့တယ်ပြောရဲဆိုရဲတယ်သူ့မိသားစုအတွက်ဒါမှသူမငယ်သူ့အသက်တောင်သူမငယ်ဘယ်လိုလူမျိုးကပြောမှာလဲဟမ်ကျမပြောမယ်ကိုဖုံးလို့ဘယ်လိုလူမျိုးပြောမှာတော့ဟမ်ကိုအသက်ကိုရင်းပြီးတော့ဟိုဘက်ကလည်းမကြည့်ဘူးဒီဘက်ကလည်းမကြည့်ဘူးဗီဒီယိုထက်လက်ထဲရအောင်လဲအသက်ခံရမှာပဲ ်ပူးမနေနဲ့တက်မှာပဲဒီကောင်အမှန်တရားပြောလို့ငါတို့မတက်ဘူးလို့မရှိနဲ့တက်မှာဒီကောင်ဘောမဆိုပြီးတော့ပဲတက်ကြမှာပဲเนาะသူ့ရဲ့အသက်တောင်မမငဲကွက်ဖဲနဲ့သူကဒီအလုံးလုံးသူတနေ့ဒီလိုဖြစ်မယ်ဆိုတာသူသိပြီးသားသူတက်မတော်ကိုအသွေးအသားတွေကချစ်တာ နော်တချို့တွေကလာပြီးတော့ပြောတယ်အခုကျမရဲ့ဟိုအကောင့်အတူတွေနဲ့ကျမကိုလာပြီးချက်ပေါက်တီပြောတယ်ကိုဖုံးကထောင်ဆယ်နှစ်ကြာမှာဘာနဲ့နှစ်ကြာမှာအဲ့ဒါရှင်တို့အလုံးမဟုတ်ဘူးသူ့ဘာသူထောင်ဆယ်နှစ်ပဲကြာကြာဘယ်နဲ့နှစ်ပဲကြာကြာနော်ကိုဖုံးကသူ့မိမကဒီမြန်မာပြည်မှာလည်းမရှိဘူးတချို့ဆိုပြောသေးတယ်ကိုဖုံးမိမစီကနေတည်ရတာတဲ့ကျမကကွန်မန့်မှာတချို့တွေဝင်ဖက်ကြည့်ပါနော်လာတယ်ပြောတယ်ဒီလိုပြောလိုက်လို့တို့ဘာဖြစ်သွားလဲဟမ်ကိုဖုံးကိုအကြောင်းကိုဒီလိုပြောလိုက်လို့တို့ဘာဖြစ်သွားလဲလို့အခုဒါကတော့ကျမတို့ ပြောပြရမယ်အဲ့လိုကိုဖုန်းကိုတို့တို့အဲ့လိုပြောလို့ကျမပြောပြတာပါကိုဖုန်းနဲ့အတူတူဖန်စီထိမ့်သိမ့်ခံထားရတဲ့အကိုလွတ်လာတယ်ဒါကတော့ကျမတို့တော့မသိဘူးပေါ့နော်သူပြောပုံဆိုပုံအရာပဲပေါ့ဟိုကျမတို့ ပြန်လည်ပြီးမျှဝေပေးတာပေါ့နော်။ तू ပြောတာဒါကတော့ကိုရီကိုဖုံးရဲ့မိသားစုကိုပဲစိတ်ချမ်းသာအောင်ပဲ तू ပြောလားအမှန်တရားလားတော့ကျွန်မမသိဘူး။ကိုဖုံးကတဲ့တကယ်တော့တဲ့ကိုဖုံးကိုတို့အချုပ်ခန်းထဲတောင်မထည့်ပါဘူးတဲ့။အပြင်မှာပဲထားတာပါတဲ့။ကျွန်တော်တို့တော့ तू ကျွန်တော်ဟာကျွန်တော်ဆိုရင်တဲ့ကျွန်တော်ကိုစစ်စစ်မေးမလည်းမရှိဘူး။ဘာမှမရှိပဲနဲ့ကျွန်တော်ကအချုပ်ခန်းထဲမှာနေရတာကိုဖုံးကအချုပ်ခန်းထဲတောင်မနေရပါဘူးတဲ့။အပြင်မှာလွတ်လပ်လပ်နေရပါတယ်တဲ့။ဒါကတော့မိသားစုစိတ်ချမ်းသာအောင်ပြောတာလားအမှန်တရားပြောတာလားကျွန်မတို့တော့မသိဘူးပေါ့နော်။ဒါပေမဲ့အဲ့လိုလေးပြောတယ်အဲ့လိုလေးသတင်းကြားရင်ကိုကျွန်မတို့ဝမ်းသာတယ်။ပြီးတော့ကျွန်မတို့စိတ်ပူတာကိုဖုံးကကျမကြီးကိုဖုံးအရက်ဖြတ် ထားတယ်ရက်ပြတ်တာတူကျမယူကျမတို့စိတ်ကူတယ်တချို့တွေဟိုပြောဆိုနေတာအမလေးညိုမဲ့ဖူးရောင်ရက်နှက်ထားတာဘာညာဆိုတာလေဒါကတော့ဝကြွေးချင်းလူတိုင်းခံရမှာနော်ဒါကအခုသူများဒီလိုဖြစ်နေလို့ဝမ်းသာမနေနဲ့ဝကြွေးချင်းတေအောင်ဆက်ရတယ်ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီသူများသူများအသက်သေးတာကိုဝမ်းသာတဲ့လူနော်သူများရဲ့ ဟိုမကောင်းတဲ့တင်းကိုသူများရဲ့မကောင်းတဲ့တင်းကိုကြားပြီးတော့ပျော်ရွှင်နေတဲ့လူသူများမိသားစုဒုက္ခရောက်တာကိုပျော်ရွှင်နေတဲ့သူတွေရှင်တို့ဗမာလူမျိုးတွေလားမြန်မာလူမျိုးဗုဒ္ဓဘာသာအစုံးအမကိုခံယူတဲ့လူတွေဆိုဒီလိုမလုပ်ဘူးသူများဒုက္ခရောက်နေတာကိုပျော်ရွှင်ပြီးတော့ဟမ်ဒီလိုမျိုးတွေပြောဆိုနေတာမျိုးမျိုးကျမတို့ချက်ပေါက်ကနေလာပဲထောင်စင်းနေကြမှာမနဲ့ထောင်စင်းနေကြကြမကြကြကြကျမတို့က ကိုကိုတိုင်လဲမိကောင်ဖခင်သားသမီးကိုဖုံးမှာသားသမီးရှိတယ်ကိုဖုံးဟာကိုဖုံးသားသမီးတွေကကိုဖုံးလက်အောက်မှာနေတယ်သူ့မိမနိုင်ငံသားမှာသူ့မိမကတရုတ်ပြည်မှာအလုပ်လုပ်တယ်နော်အဲ့တော့ဒီသမီးလေးတွေဒီသားလေးတွေဒီဖအေးရဲ့အရေးအာဝါသားမှာနေတာလေဒီဖအေးအချိန်တန်ပြန်မလာရင်သားသမီးလေးကိုချင်းစာတရားလေးနည်းနည်းထားကြရှင်တို့ပြောတာရှင်းတာလေးလုံးမနေနဲ့လူဆိုတာအလှဲ့ကြရင်လာတတ်တယ်နော် နော်လူတကာကို public media ပေါ်မှာတင်ပြီးတော့ကိုကိုကိုသူတော်ကောင်းလို့လို့ဘာလို့နဲ့တင်မနေနဲ့လူဘဝမှာသူတော်ကောင်းဖို့အတွက်လှူတာတန်းတာငွေရှိရင်လှူလို့ရတယ်စိတ်ထားကောင်းမှစိတ်ထားဖြူစင်မှစိတ်ထားမြင့်မြတ်မှလူဖြစ်ရချင်တတ်တာနော်ရှင်တို့တွေကိုအဲ့ဒါပဲကျွန်မပြောချင်တယ်နော်ဝမ်းသာမနေကြနဲ့သူတပါးဒုက္ခရောက်တာကိုနော်အားလုံးပဲကျမချမ်းသာလို့ရဆန္ဒဒီနေ့ကတော့14ရက်6လ2025ပေါ့နော်ဘိုင်းကဘာလို့ပြောချင်လဲဆိုရင် ကိုစောဖုံးရမေးပြည်ဦးလွယ်မှာရှိတဲ့ဒီဟိုနေ့မြေယာကိစ္စလေးပြောလို့ဟိုကိစ္စပြောလို့ဒီကိစ္စပြောလို့ဒါမျိုးတွေကိုအများကြီးအဲကျွန်တော်စီပြောလာတာလေးတွေ့ရတယ်ကြားသိရတယ်နောက်ကိုစောဖုံးရတဲ့စိတ်မှာကောင်းတဲ့သူတွေလည်းပဲတော်တော်များများပြောတာရှိတယ်ဒီလိုပဲကျွန်တော်တို့တင် ဟိုမီဒီယာလှုပ်ရှားတဲ့သူတော့မဟုတ်ပါဗျာသတင်းမီဒီယာလှုပ်ရှားတဲ့သူတော့မဟုတ်ဘူးရိုးရိုးတန်တန်လေးပဲကျွန်တော်တို့ကတိုင်းပြည်အေဂျင့်ချင်းနဲ့အဖွဲ့တွေကတသက်ရှိတယ်ဗျာကျွန်တော်တို့ကတော့လူမုန်းခံတဲ့အဖွဲ့ပါဗျာနောက်ဖက်သလုံးမုန်းတဲ့အဖွဲ့ပေါ့အဲ့လိုမျိုးတချို့ကြတော့ကျွန်တော်တို့ဟိုစာလေးတွေနဲ့ရေးပြီးတော့တင်တင်ပြီးတော့ပြောနေတဲ့ညီကောင်မလေးရှိတယ်ကိုဖုံးအားပေးနေတဲ့သူတွေလည်းရှိတယ်เนาะ ကိုကောင်ရဲ့ဒီ writer ကိုလက်ခံနေရတဲ့သူတွေလည်းရှိတယ်အဲဒါမျိုးလေးတွေပေါ့အကြောင်းအရာမျိုးမျိုးလေးတွေရှိကြတယ်သူတို့တွေစိတ်မကောင်းမှုဝမ်းနည်းမှုအဲနောက်ပြီးတော့တက်မလာဘက်ကိုသူတို့ကဟိုညဉ့်ညင်လာတဲ့အားမျိုးလေးတွေကိုတွေ့ရတဲ့အတွက်ဒီစကားလေးကိုကျွန်တော်ဖြည့်ရှင်းခြင်းပါတယ်အဲပိုင်းကတော့ဘောမလာစွန့်မနေတာပဲလို့တော့လည်းမထင်ပါနဲ့ဗျာကျွန်တော်ပြောသိပြောလိုက်တဲ့ဆိုတဲ့စကားလေးမလို့ပြောတာပါနော်ပြီးလို့ရှိရင်ကျွန်တော်အရန်ပြောသင့်တဲ့စကားလေးတစ်ခုလည်းပြည့်ကျွန်တော်တချင်းဆိုပြီးပြောပြပါဦးမယ်နော် အဓိကဘာပြောချင်လဲဆိုတော့တက်မတော်ကနိုင်ငံတော်အတီးကဲတွေကိုဆဲလို့ဆိုလို့ဆိုပြီးတော့ဒီလိုပုံမကိုဆွဲလိုက်တာမဟုတ်ပါဘူးဗျာကိုဇော်ဖုံးဟင်းကပထမဆုံးတောင်တကုံဘက်မှာအမျိုးသမီးတယောက်ကတရားဆွဲလိုက်တယ်အဲနော်တောက်တောက်ကကြီးနဲ့တရားဆွဲတဲ့အမျိုးအမှုဖွင့်တာမျိုးရှိတယ်အဲ့တော့အဲ့ဒီအမျိုးသမီးအားလုံးကတရားဆွဲတဲ့အခါကျတော့ကိုဇော်ဖုံးဟင်းနေနေတဲ့ဟိုပြူးလွင်ကဘာကြောင့်မလုတာလဲဆိုတဲ့ပရက်ရှာတွေကရောက်လာတယ်ရောက်လာဒါကျွန်တော်အမြင်နဲ့ကျွန်တော်တုံးသက်ချက်တွေပါရောက်လာတဲ့အခါကျတော့အဲ့ဒီစကန်လည်းပဲမဖြစ်မနေဆွဲလိုက်တာမျိုးရှိတယ်မဖြစ်မနေအေးလှုပ်ဆောင်တာမျိုးရှိတယ်ဒါပေမဲ့နိုင်ငံတော်ရဲ့ အားကြောင့်မဟုတ်ပါဘူးเนาะတက်နော်ကအဲလုတ်ခိုင်းတာလို့တက်နော်ရဲ့အကြီးကြီးတွေနောက်ကနေပြောမှာပန်လုတ်ခိုင်းတာလို့ပါလို့မဟုတ်ဘူးအမှန်တကယ်ကတော့သူတို့ပြူးလွင်ကိုလှမ်းပြီးတော့ဒါသူတို့ကိုကိုသိပါတယ်လုတ်ဟိုဒီတဲ့နဲ့ပတ်သက်တဲ့သူတွေဆိုလည်းသိမယ်ဒါမှဥတွေကြောင့်နားလဲလူဆိုသိမယ်ဝန်ထမ်းလုတ်ဆောင်မှုတဲ့သူဆိုလည်းသိပါလိမ့်မယ်เนาะဒီရန်ကုန်ဘက်မှာပြူးလွင်မှာနေတဲ့လူရန်ကုန်ဘက်မှာရှိတဲ့တောင်တောင်ကုန်ဘက်မှာရှိနေတဲ့အမျိုးသမီးတယောက်ကတရားထဆွဲတာကို ဒီလိုမျိုးဆဲဆိုတဲ့ဆိုတဲ့ပုံစံမျိုးပုံမှား60ကြောက်ကာကြီးနဲ့တရားဆက်ဆိုတော့ဒီပြည်ဦးလွင်ရဲစခန်းကဘာတွေယူထားလို့ဘာတွေလုပ်ထားလို့ဆွဲဆောင်မှုမရှိဘဲနဲ့ဒီလိုဖြစ်တာလဲဆိုတဲ့ pressure တွေကဝင်လာတာတော်တော်များနေတဲ့အတွက်ဒါမှဖြစ်မနေအဲ့ဒီစခန်းကလည်းပဲလှုပ်ဆောင်လိုက်ရတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ဒါတော့အဲ့လိုမျိုးထင်ပါတယ်အဲ့တော့နိုင်ငံတော်အကြီးအကဲတွေလည်းဟိုမြေတားမပြတ်ကြပါနဲ့တပ်မတော်ယူလည်းမြေတားမပြတ်ကြပါနဲ့ကျွန်တော်တို့ကလည်းပဲဖြစ်ရင်တော့ပေးဆက်ရမှာပေါ့เนาะကျွန်တော်လည်းဒီလိုပါပဲဖြစ်ရင်တော့ပေးဆက်ရမှာပေါ့တန်းနိုင်တဲ့လောက်ကတော့ ဝိုင်းဝန်းကူညီဖို့လိုပါတယ်နိုင်ငံတော်ကြီးအေးချမ်းမှာတိုင်းပြည်အေးချမ်းမှာဖြစ်တယ်เนาะတပ်မတော်မှာကကျွန်တော်လည်းအမြဲတမ်းပြောပြောနေတဲ့အခြေအမျိုးရှိပါတယ်เนาะကျွန်တော်အမြဲတမ်းပြောပြောနေတဲ့အခြေအမျိုးရှိတယ်တပ်မတော်ကိုကျွန်တော်တို့ထောက်ခံတာကတိုင်းပြည်အတွက်ထောက်ခံတာဖြစ်တယ်เนาะကျွန်တော်တို့ကဒီဘသူဘသူဘသူဆိုပြီးတော့နာမည်တက်ပြီးတော့အဲ့နာမည်လူတွေကိုကျွန်တော်ထောက်ခံခဲ့တာမဟုတ်ပါဘူးတပ်မတော်ဆိုတဲ့အဖွဲ့အစည်းတစ်ခုလုံးထောက်ခံခဲ့တာဖြစ်တယ်တကယ်သူများတွေပြောလို့ပေါ့ဟိုတစ်ဖက်မီဒီယာဘက်မှာကိုစီပြောတဲ့အခြေအမျိုးပေါ့เนาะကိုစီပြောတဲ့အခြေအမျိုးတွေကိုကျွန်တော်ပြန်ပြီးကြားရအောင်မိပါတယ်သူတို့ အဲဘာကိုတားရောင်မိတယ်ဆိုလို့ချင်းဒါတက်မလို့ဆိုတာဒီလိုထောက်ပြကိုမင်းတို့တက်မလို့တကယ်ချစ်တယ်ဆိုလို့ရှိရင်သဘုံကြီးတို့ထောက်ပြရဲလားပြောရဲလားဆိုပြီးတော့သူပြောတဲ့အတန်ကိုကျွန်တော်ကြားလိုက်ရတယ်ဗောနော်အဲအဲ့လိုထောက်ပြရဲတယ်ထောက်ပြဖို့ဆိုတာကကျွန်တော်တို့မှာကဟို နိုင်ငံခေါင်းဆောင်တွေဆိုတာကဘယ်သူပဲတက်ပါတက်ပါဒီလိုထောက်ပြပြောဆိုလို့မရဘူးဒါဖြစ်တာလေးတော့တင်ပြလို့ရတဲ့အနေအထားရှိတယ်နော်ဒီဒေါ်ဆန်းစုကြည် LED လက်ထက်တက်တယ်ဆိုလည်းပဲ LED လက်ထက်ကိုပဲကျွန်တော်တို့ကထောက်ပြပြောဆိုလို့မရပါဘူးဒါတင်ပြလို့ပဲရပါတယ်နော်ဒါသူတို့အစင်တိုင်းဒီလိုမျိုးနေရာမျိုးရောက်တဲ့သူတွေကတော့နံပါတ်1 man တွေကတော့ရှိကြပါတယ်သူတို့ရဲ့ expression တွေသူတို့ရဲ့အားဒီရှိကြပါရဲ့နော်သူတို့ပါဝါတွေသူတို့အားဒီရှိကြတဲ့အတွက်ဒီလိုမျိုးထောက်ပြပြောဆိုလို့မရပါဘူးနော်မရဘူးအဲ့တော့ကျွန်တော်တို့ကအတနာခံတင်ပြတာပဲရမှာအဲ့အဲ့ပိုင်းတွေတော့ရှိတယ် ်နော်ဒါကိုကစီတို့သိပါသေးပါကျွန်တော်ပြောတဲ့စကားကိုနော်အဲ့တော့ကျွန်တော်ကတောင်ဘက်ကိုထောက်ခံတယ်ဆိုတာကအဲဒီတိုင်းပြည်အေဂျင့်ဘုတ်တပါတိုင်းပြည်အေဂျင့်ဘုတ်တကျွန်တော်တို့နာမည်တက်ပြီးတော့ဘယ်သူကိုထောက်ခံမှန်းလဲဘယ်သူကိုထောက်ခံမှန်းလဲဆိုပြီးတော့ကျွန်တော်တို့နာမည်တက်ပြီးပြောနေတဲ့စကားမျိုးရှိတယ်ကျွန်တော်ကတောင်တစ်ခွေစည်းလုံးကိုထောက်ခံပါတယ်နော်ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့လေထောက်ခံတယ်ဆိုတာဒါကိုစီလည်းပြောပြီးသားပါကိုစီတို့ဆိုတဲ့တောင်ဘက်ကိုထောက်ခံတယ်ဟလာဒီ2021အနာတိမ့်သိမ့်မှုကနေစပြီးတော့မှဒီလူကြီးပိုင်းနေပေါ်မှာမှဒါကိုစီတို့အမြင်မတူဘဲနဲ့ဒီလိုမျိုးတစ်ဖက်ဖက်ကို ပြောဆိုနေတာနော်ကျွန်တော်တို့ကလည်းပဲဒါကိုစီတို့ကိုဒါဟိုနေမဟုတ်ဘူးဗျမမုံမုံလည်းမမုံတော့မုံလည်းမဟုတ်ဘာဖြစ်လို့ဆိုတော့ဒါတကယ်တန်ဖိုးရှိတယ်ခင်ဗျားတို့တော်နိုင်ရေးဘက်မှာဆိုရင်ဒါကိုစီတယောက်ကတန်ဖိုးရှိတယ် ံဖို့ရှိတယ်သူပြောတယ်ဆိုတယ်လှုပ်တယ်ကိုင်းတယ်ကုညီနိုင်တယ်ထောက်ပံ့နိုင်တယ်ပံ့ပိုးနိုင်တယ်အမှုပညာသမားတွေရှိကြတယ်သူတို့ online ဘက်မှာရှိတယ်အမှုပညာသမားတွေဆိုရင်လည်းပဲအဲသူတို့ဝင်သူတို့အားနဲ့သူတို့ online ဘက်ကိုအားပြုပြီးတော့လှုပ်ဆောင်ပေးတာရှိတယ်အဲ့တော့အဲတော့အားလုံးအားလုံးနဲ့မှာရှိတော့ကိုစီကတော့အားလုံးနဲ့တာလဲထင်တယ်စကားပြောရေးစွမ်းရည်အနေထားပေါ့နော်ဒီဘက်မှာကြားလို့ရှင်လည်းပဲကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှင်ဒီလှုပ်ဆောင်နိုင်မှုအများဆုံးအပြင်းထန်ဆုံးကကိုစောဖုံးကြီးမှရှိတယ် အဲကိုစော်ဘုန်းကြီးရှိတယ်ကျွန်တော်တို့ကတော့အနုပညာသမားလည်းဖြစ်တဲ့အခါကျတော့ပြီးတော့ကျွန်တော်တို့ကလည်းနည်းနည်းဝေးတယ်ပြကျွန်တော်တို့နေတဲ့နေထိုင်တဲ့နေရာနဲ့ကြတော့လေဒီတိုက်ပွဲတွေဖြစ်တဲ့နေရာတွေဝေးတယ်ကြတော့တွာလာမှုကလည်းအဆင်မပြေဘူးကျွန်တော်တို့တောက်ချောက်ထောက်ပံ့ပေးဖို့လှုပ်ဆောင်ပေးဖို့ဆိုတော့ကျွန်တော်တို့ကနီးစက်တဲ့နေရာလောက်ပဲကျွန်တော်တို့က ထောက်ပံ့ပေးလို့ရတဲ့အနေအထားရှိတယ်အဲ့တော့ထက်ထက်ဝဝင်လောက်တာတော့ကိုစော်ဖုန်းကြီးကိုစော်ဖုန်းကြီးလည်းဒီကုန်ငယ်စီတို့ကဘက်တာမတူပါလေသူတို့ဟိုတန်ဖိုးထားကြပါလေလေးစားကြပါလေဘာဖြစ်လို့လေးစားကြလဲဆိုတော့ဒီလောက်ဒီတဲတဲတန်ပေမန်းလောက်တူးစားနေတာသူတို့မြင်တော့သူတို့မှလည်းဘက်မတူလို့ကသူတို့ဟိုကျွန်တော်တို့ကိုစိတ်ရင်စဲတာပေါ့ဗျာနောက်ကျွန်တော်တို့ကဒါတက်ခိုင်တက်ခိုင်တာပြီးတော့သူတို့ကိုစီးရဲ့နောက်မှာအောက်မှာလိုက်နေတဲ့ follower တွေသူ comment တွေဝင်ကြည့်လိုက်ကိုစီးကထားဆဲလို့ရှင်တော့အကုန်လုံးကကျွန်တော်တို့ကိုဝိုင်းဆဲမှာပဲနော် ဲ့လိုမျိုးရှိတယ်ကျွန်တော်တို့ဘက်ကလူတွေကတော့ဟိုဘယ်တော့မှဆဲတာလည်းမရှိပါဘူးလာရဲ comment နဲ့ line ရင်းတော့မှဒါရင်ကျိမှုမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့တုံ့ပြန်မှုစကားပဲရှိတယ်အဓိကပြောချင်တာကတော့ဟိုကိုတော်ဖုန်းဟင်းကဒီတံတော်တွေကိုအချင်းညူပြက်စီမှုအချင်းညူပြက်လို့ဒါဖြစ်တာကိုဆဲလို့ဆိုလို့မဟုတ်ပါဘူးဗျာအဒီဒါလုံရိုးလုံးစင်လုတ်ပြရတဲ့အနေဒါတခုပါနော်လုံရိုးလုံးစင်လုတ်ပြရတဲ့အနေဒါတခုတောင်တော်ကအမျိုးသမီးတယောက်ကတရားစွဲလို့သာဒီအဲ့ဒီ ပြည်ဦးလွင်ရဲစခန်းဘာမှမလုပ်လာဆိုတော့ pressure တွေ PR ပေးကြတယ်အများကြီးဖြစ်လာတဲ့အတွက်မှာဖြစ်မနေလှုပ်ဆောင်နိုင်ရတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်မှန်ဒီမာရီယာကိုပေါ့ပေါ့ကိုစုံပြပါနော်အဲ့ဒီအတွက်ဒါဟိုတစ်ဖက်မီဒီယာတွေကနေပါမှဒီဘောမကိုအနည်းကိုထောက်ခံလို့နော်အဲတက်တော့ထောက်ခံပြီးတော့မှဒီထောင်ထဲပြန်ထည့်လိုက်တယ်သူလိုတဲ့အချိန်တုန်းကမလိုတဲ့အချိန်မဟုတ်ပါဘူးဗျာအဲ့ဒီပြဿနာကအဓိကကတော့နော်အဲ့ဒါလေးပြောချင်ပါတယ်အခြားပုံမှန်ကြီးလည်းမရှိပါဘူးကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာအဲကျွန်တော်လည်းဒါတော်ကြဆိုလို့ရှိရင်ကိုစောဖုန်းကိုတတိတရားလေးရှိတယ်တချင်းလေးတစ်ပုတ်လေးတူတူလေးတော့ဟို စ်တယ်လို့လေးဆက်ထားတာတော့ရှိတယ်အဲ့ဒါလေးကျွန်တော်ဆိုပြီးတော့ဒတိတရားလေးပြန်ထုတ်လင်းပေးပါမယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေကျွန်တော်တို့ကတော့နိုင်တဲ့ဝနိုင်တဲ့အားနဲ့တူးစားတဲ့တူးစားလေးမရှိပါနဲ့မေတ္တာတရားရှိထားပြီးတော့ပြောကြပြီးမှဖြစ်ပါတယ်ပြောနေတာလည်းဖြစ်ပါတယ်နော်ဆဲတော့လည်းဆဲတော့နော်ကျမုံနဲ့မုံလို့ရပါတယ်ကျင့်နဲ့ကျစ်လို့ရပါတယ်အဓိကတော့ကျွန်တော်တို့မတည်ငင်ကာလနေမှာတောင်းနဲ့တောင်းမြတ်တာတရားနဲ့ပဲရှင်းချောက်ဖြတ်တန်းကြနော်ပူကောင်းတာပါဗျာနော်နေငင်တော်အကြီးကြီးတွေဆိုတာတော့ပြောလို့မရဘူးဗျာနော်ဒါလေးတော့နားလေပြေဖို့လို့လေနော် ဒါဒီနိုင်ငံတော်အကြီးကြီးနဲ့လွတ်တဲ့နေရာမျိုးမှာသူတို့ရဲ့အာဏာချက်နဲ့လွတ်တဲ့နေရာမျိုးမှာကျွန်တော်ပြောလို့ရတယ်ဗျ။ကိုမောင်မောင်တို့ပြောနေလေရတယ်လေ။အဲကိုမောင်မောင်တို့ပြောနေတာကိုကျွန်တော်နားထောင်ကျွန်တော်ညီမသိနေတဲ့တတင်းနေနဲ့သူပြောနေတာနဲ့အကုန်တော်တော်များများအဆက်နေတယ်။သူပြောတယ်လို့ကျွန်တော်ပြောလို့မရဘူးဗျ။ကျွန်တော်ပြောလို့ရှင်လို့ချင်းကျွန်တော်ကဒီနိုင်ငံတော်ဒီရဲ့အာဏာချက်ထဲမှာရှိနေတဲ့နေထိုင်နေတဲ့အတွက်ကျွန်တော်တို့ကအချိန်မရွေးတလို့မျိုးဖြစ်နိုင်တယ်ပေါ့။ဒါပေမဲ့ကိုအရေးဆုံးပြီးတော့ဒါကိုမောင်မောင်ပြောနေတာလို့ပဲကျွန်တော်တွေ့ရတဲ့ဒါကျွန်တော်အနေနဲ့တော့ ြောစရာစကားမရှိပါဘူးတချို့ကတော့တက်ကိုထောက်ခံတဲ့ဟာလည်းတချို့ကျတော့အစွန်းရောက်ပြီးထောက်ခံတဲ့ခါကျတော့မှန်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 ဆိုတာမျိုးတော့လက်ခံပါတယ်နော် ါတော့လည်းကိုယ့်အတွင်းနဲ့ကိုယ့်ဟာတော့ကောင်းမှန်ကြတယ်လို့ပဲပြောချင်ပါတယ်ကအားလုံးကျမ်းပါပါစေချမ်းသာပါစေကိုယ်စောဖုံးကြီးကနိုင်ငံတော်ကဆဲလို့အချီတို့ပြည့်စုံမှုနဲ့ဖြစ်တာမဟုတ်ပါဘူးဒါလိုမဖြစ်မနေတောင်းတော့ကောင်းအမျိုးသမီးကတရားစွဲလိုက်လို့သာဒီစခန်းမင်းမျိုးစခန်းတရားမစွဲရင်ပြဿနာဖြစ်မှာဖြစ်လာနိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းပဲပီဖီအားတွေများပြီးကိုယ်စောဖုံးကြီးဖြစ်သွားတာလို့ပဲကျွန်တော်နေနေယူဆပါဗျာအားလုံးလည်းပဲနိုင်ငံတော်နဲ့တောင်းတော့ယူအထင်မှားမှားကြဖို့လည်းပြောချင်ပါတယ်ဗျာအားလုံးကျမ်းပါပါစေနော်အဲ့တော့အဓိကကတော့ပြန်ရည်ပေါ့ဗျာနော် ် KIA ကိုတွင်နေလိုက်ပါမယ်เนาะ KIA ကိုပေါ့ KIA မှာဥက္ခရလုံနေတာကတော့အင်ဗန်လှပေါ့เนาะဥက္ခရလုံနေတာအင်ဗန်လှပေါ့เนาะအဲ့တော့ဒုဥက္ခရကတော့ဒုဥက္ခရမဟုတ်ဘူးပြစီဥစည်းချုပ်ကတော့ဟိုကောင်အရင်တော့တော့ကွမ်မောပေါ့ကွမ်မောကွမ်မောဆိုတော့2024မေ18ကနေသူတို့ကွမ်စီဥစည်းချုပ်ကိုမကြိုက်လို့อืมအဲ့တော့ဟိုကောင် အဲ့တော့အောင်အောင်ဆိုင်လာဆိုလားအောင်ဘုံလာဆိုလားမသိပါဘူးကြာအဲ့ကောင်ကစီးပူးစီးကြုံလို့ဟုတ်လားဟိုကောင်ကတော့နော်ဘူးတို့ကတော့ထုံးစံတိုက်ပေါ့လေရှာရုံးရှိတိုင်းသူတို့ကတော့ဟိုအနောက်နိုင်ငံတွေကြာအောင်ဒီသူလူတို့ကိုဆိုက်ဝါထည့်ဖို့အဲပြောတဲ့ကောင်ကြီးပေါ့လေအဲ့တော့ဆိုလိုတာနော်ဥက္ခရာဟိုကောင်အင်မန်လာကိုပြောချင်တာနော်ဥက္ခရာအင်မန်လာအဲ့တော့မင်းတို့ကွာ เนาะအခုတော့မင်းတို့အဲ့ဒါဘမောအခြေအနေလည်းတည်နေပြီဖာကန်အလုံးခင်းအခြေအနေလည်းတည်နေပြီเนาะအဲ့တော့မင်းတို့음တို့မြန်မာနိုင်ငံမှာတစ်ချိန်မျိုးတစ်ပြိုင်တည်းမင်းတို့ကြားနေရပါပြီเนาะအေးဆိုလဲဟိုမှာเนาะခွေးသေးဝက်သေးမခွေးပြေးဝက်ပြေးပြီးတော့မင်းမောင်မောင်ကဲတွေဖြစ်ကုန်ပြီเนาะကြောက်ဖြူကြောက်တော့တန်တွဲเนาะမရအောင်ထိလို့မရအောင်เนาะဒါနိုင်ငံတော်တိတ်ခါပိုင်းနဲ့เนาะဟိုအိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်တဲ့နေရာဖြစ်တဲ့အတွက်မင်းတို့အညာတာပေးလို့မရအောင်ခုတဝဲတဝဲမင်းနဲ့ပြန်တပဲကြည့်လိုက်နားထောင်လိုက်နော်တဝဲအပြတ်သက်ဟုတ်ပြီလားအဲ့တော့မင်းတို့ဗမော်ဆိုလဲမင်းတို့သိပါတယ်နော်ဗမော်ရဲ့တမိုင်းကြောင်းကိုလည်းမင်းတို့နားလဲပါတယ်အဲ့တော့မရပါဘူးနော်ကွေးလေးကိုပုံထားပါဘောနော်အဲ့တော့ဆိုလိုတာကွာမင်းတို့ကချင်းမြေဆိုတာမင်းတို့နော်ဟိုကချင်းမြေဆိုတာကကချင်းပြည်နယ်လိုအပ်လို့ဒါအ เนาะပင်လုံစာချုပ်မှာအတိုင်းခုနှစ်တိုင်းပြီးနေခုနှစ်ပြီးနေအရာဘူဂျုံအောင်ဆန်းကเนาะလိုက်ရောပြီးတော့အဆင်ပြေအောင် စီလုံးညီညွတ်စွာနဲ့လုပ်ခဲ့တာအခုဆိုလိုချင်တာကတော့တို့ရှမ်းတိုင်းရင်သားတွေเนาะရှမ်းတိုင်းရင်သားတွေရှမ်းလက်နက်ကင်တွေเนาะအထူးသဖြင့်ရှမ်းနေလက်နက်ကင်ရှမ်းနေတက်မတော့เนาะရှမ်းလက်နက်ကင်တွေကိုတိုင်းရင်သားတွေเนาะကိုပြည်သူတွေကိုလူမျိုးတွေကို ရှမ်းလူမျိုးတွေကိုစောင့်ရှောက်ပါကွာเนาะတို့ရှမ်းတက်မတော့အဖွဲ့အစည်းတွေเนาะ အဲ့တော့မင်းတို့တို့ဟာလုံခင်းတို့ဟာလနာအာနာနာနော်လုံခင်းတာမကန်ဟောင်ပါ နော်ကာမိုက်မူးညင်းမူးကောနော်လုံတုံနော်မင်္ဂလာပါဗျမင်္ဂလာပါအဆက်ကလေးပါဗျအဆက်ကလေးပါအဲ့တော့ဟိုကျွန်တော်ဆိုလိုချင်တာကဒါရှမ်းလူမျိုးတွေရှမ်းတိုင်းရင်းသားတွေနေတဲ့မြို့ရွာတွေပေါ့နော်ပူတာအိုတို့နော်နောင်နောင်မွန်းတို့နော်မချမ်းဘောတို့နော်နောက်တော့က မိုးကောင်းမိုးညင်ဟိုးပြင်းเนาะကျွန်တော်တို့အင်တော်ကြီးတို့เนาะလုံးတုံတို့အဲလုံးဖင်းတို့เนาะတာမကန်ဟောင်ပါတို့เนาะဟိုတနိုင်းပေါ်တဲ့လမ်းเนาะရှမ်းလူမျိုးတွေရဲ့ဗျရှမ်းလူမျိုးတွေရဲ့ဒါရှမ်းတိုင်းရင်းသားတွေเนาะဒါရှမ်းတိုင်းရင်းသားတွေတချို့ဒါရှမ်းတိုင်းရင်းသားတွေဒါเนาะဟိုအနိုင်ကျင့်ခံရတယ်เนาะကျွန်တော်တို့ရှမ်း တိုင်ရင်သားတက်မတော်ကြီးရှိတယ်။နော်ဟာလားရှမ်းနီတက်မတော်ရှိတယ်။နော်ရှမ်းနီတက်မတော်ကြီးခင်ဗျားတို့ကိုတိုင်ရင်သားတွေကိုခင်ဗျားတို့စောင့်ရှောက်ကြလေဗျာနော်ကရင်ကခင်ဗျားနော်ခင်ဗျားတို့မညာဘူးဗျာကရင်ကဒါပြန်ကြည့်နော်ကရင်ဟိုကောင်အင်မလာတို့နော်ဘာတော့အောင်ဆိုင်လာတို့ကိုအမော်တို့နော်နော်ဘူးတို့ကောင်ကြီးမညာဘူးနော်ဒီကောင်ကြီးကဖကန့်ဘူးဒီကောင်ကြီးနော်ဒီကောင်ကြီးဟဲ့လား ဒါလူဘဝပြီးဒါတိမ့်ပိုက်ထားတာတကယ်တမ်းကြတာရှမ်းတိုင်ရင်သားတွေရဲ့ပိုင်နဲ့ဘိုးဘွားစင်ဆက်နေမိတယ်နော်ခင်ဗျားတို့ရှမ်းတိုင်ရင်သားတွေနော်မမေ့နဲ့မမေ့နဲ့ဟဲ့ဟုတ်ပြီလားအဲ့တော့နော်ဒီကျွန်တော်တို့ဒါလက်နဲ့ကင်ဖွဲ့တယ်နော်ဒါပြည်သူခင်ဗျားတို့ပြည်သူတွေစောင့်ရှောက်အခုတက်မတော်啊ခင်ဗျတနိုင်ငံလုံးနဲ့ နော်အားလုံးကိုခင်ဗျာနော်ဟဟလာတောင်းယူမှုတောင်းခံမှုနဲ့နော်ပြည်သူသားကောင်းတွေပြည်သူအာဇာနည်တွေနော်မြန်မာနိုင်ငံတက်မလို့နော်တိုင်းရင်းသားတက်မလို့နော်အစိုးရတက်မလို့နော်ပြည်သူဂျာကပေါ်ဖွာလာတဲ့ပြည်သူတက်မလို့တိုင်းနိုင်ငံလုံးအားလုံးနော်တိုင်းခုနှစ်တိုင်းပြည်နယ်ခုနှစ်ပြည်နယ်နော်လူမျိုးပေါင်းတရတပါး အားလုံးကိုကိုတိုင်းရင်သားတွေကိုသားသမီးတွေပဲကိုရင်ဝယ်သားတွေပဲเนาะလူမျိုးအားလုံးကိုတတ်မလို့ကတောင်းယူကြတာကာဝယ်ပေးနေတာဒါအားလုံးသူ့ရဲ့ဖြစ်တယ်အဲ့တော့ဆိုလိုချင်တာခင်ဗျားတို့ရှမ်းနေเนาะရှမ်းတတ်မလို့ဖွဲ့တယ်เนาะရှမ်းတောင်မှာလည်းအများကြီးရှိပါတယ်ဒါတော့အဘအောက်ခန်းတီတို့ဦးအောင်ခန်းတီတို့เนาะဒါเนาะရှမ်းပြီမှာတက်မလို့အများကြီးရှိပါတယ်။ရှမ်းပြည်သူလူထုတို့ကနိကတ်တော့တစ္ဆာရှိရှိကာဝယ်စောင့်ရှောက်ဖို့လိုရည်ပါနော်။ ဒါနော်ကချင်ဆိုတာခင်ဗျားတို့စွန့်ပရာပုံမရှိဘူးဒီကောင်လေးနေကြီးကျင်းနေလူဝဝတဲ့ကောင်ကြီးယုံညံ့တဲ့ကောင်ကြီးနော်အဲ့တော့ဒီကောင်လေးကုရနတ်တီဆေးမကြည့်သွားပြီဒီကောင်ကျွန်တော်သူဟိုနေ့ကစစ်တုံမှန်းနေရလေအဲ့ဒါတူတူကတော့လမ်းမေးလိုက်တော့လာရှုမှလည်းတော်တော်ပွားနေပါတယ်ဟုတ်ပါတယ်တဲ့ကျွန်တော်တို့ဟိုနေတတ္တရာပါလာရဲ့တတ္တရာပါ ဟာပါ23တို့23ပေါ်ပြလာတတ္တရာပတ်ကုန်သွားတဲ့ချိန်ကျတော့22ကနေတော့စပါတာသုခပတ်တွေဝင်သွားတယ်။အဲ့ဒီ23ကစကြတော့သူလှုပ်ပြီးမယ်လို့တော့ကျွန်တော်တို့တတိယတော့ရရှိတာပါတယ်။အဲ့ဒါအခိုင်အမာကြီးစုတဲ့အတိုင်းဒါတော့လူတွေးမှာအခိုင်အမာလို့တို့ပြောလို့ရမှာပေါ့လေ။နော်အဲ့ဒါကြောင့်မို့ပါဒီကြလို့ရှိရင်အဲ့ဒါဟိုနေစစ်တုံမှန်နေဦးလွတ်လာတဲ့ချိန်ကျရင်မိသွားလို့တော့မရဘူးနော်ပြောပြီးသား ဒီကြမှာဘယ်လူလူလဲလူတော့မပြောနဲ့နော်အဲကိုရဲ့မောင်နှမတွေကိုရဲ့ညီမတွေအမတွေနော်ကိုရဲ့ဒူမတွေဘုံတော့သူအားလုံးပျော်နေကျွန်တော်စိတ်ချမ်းသာပါတယ်ကျွန်တော်ကတစ်ချိန်ညရင်ဒီလိုင်းပေါ်ကျွန်တော်ကဆင်းသွားပါလိဆင်းသွားမယ်ဆိုတာကတော့စဉ်ငင်းညံ့တဲ့တနေ့ကျဆင်းသွားတော့မှာဟုတ်တယ်မလားကျွန်တော်ကအခုမြေရန်တက်ပြီးနေဆိုတာကကျွန်တော်စစ်တုတ်မှန်တွေ့ တွေးဘူးနေမှာဆိုလို့နောက်ကမိသားစုတွေကကျွန်တော်အားပြီးနှစ်သိင်းရင်းနဲ့မှကျွန်တော်လိုက်မို့တက်တက်ပြေးတာပါကျွန်တော်တောင်မူလေအချင်းမရှိဘူးမပြောတော့ဘူးပြအရင်ကတော့ကျွန်တော်မခံရင်တဲ့စိတ်တွေအများများလာပြီးတော့မှကျွန်တော်အနေနဲ့ဖြစ်သွားတာပေါ့နော်ဘယ်လိုမျိုးချစ်စိတ်ပေါ့ဗျအကြီးကြီးပေါ့ကျွန်တော်မျိုးချစ်စိတ်အရင်ပြင်းထန်တာအဲ့ဒါကြောင့်မို့နော်ဒါကြောင့်မို့အခုဆိုလာရှုမှဆိုလဲရှင်လေ တက်တရာဟိုနင်းပေါ့နော်တက်အငယ်ကြီးဆိုလို့ရှိရင်ကုမိတာစုဒီပါခေါ်ပြီးတော့ပြန်ပြီးတော့နေရာယူထားပြီးနောက်တနောက်တစ်ခုကကျတော့ခိုးစုလူနိုင်တဲ့ကူလေဥပဒေနဲ့အညီဖြစ်အောင်ဆိုတော့ကျွန်တော်တို့တက်နိုင်တဲ့လောက်တော့လိုက်လံရေရောမြန်မာနိုင်ငံရေဘွယ်ရောကျွန်တော်တို့တက်မတော့တက်ထင်းဖွဲ့ရောပါရောနော်စီကံနဲ့ပတ်သက်လို့ရှိလို့ရှိရင်တော့လိုက်ပြီးတော့လှုပ်ဆောင်နေပါတယ် နောက်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရခိုင်စစ်တုံမှန်နေဆိုလို့ရှိလို့ရှင်တယ်ဟိုစစ်တုံမှန်ကင်းစင်နေပြီဖြစ်အောင်လို့ရခိုင်မှာတော်တို့တက်မလို့အနေနဲ့ကလိုက်လံပြီးတော့ဆောင်ရွက်နေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကဆိုလို့ရှင်ရေဟိုမကြခင်မှာဟိုပြိုရှင်နဲ့ပြိုစင်စရာကောင်းတဲ့မြန်မာနိုင်ငံတို့တည်ရှိကြီးဆက်လက်ပြီးတော့ကြီးတက်နေတာအဲ့ဒါစစ်စီလုံးလုံးနဲ့ဝိုင်းဝန်းပြီးတော့မှာ ဟိုနေကူညီလှုပ်ဆောင်ပေးကြပါလို့ပြောနေ။ Okay အားလုံးကို fight တယ်။အားလုံးပြန်ပြီးတော့လုပ်မှာစိတ်ချမ်းသာကြပါစေ။ဘာသာရေးဘာသာရေး